ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဗီတိုရီယာခင် channel မှာကြိုဆိုပါရစေဒီနေ့ကတော့အိမ်မှာအုံထမင်းနဲ့ကြက်သားဟင်းလေးချက်စားဖြစ်ပါတယ်ရှင်ချက်ပုံစင်စင်ကိုလိုက်ကြည့်ပေးကြပါအောင်ရှင်အုံထမင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်ရှင်။အုံနို့ရဲ့၊ကျွတ်နီရဲ့၊စားရဲ့၊တကြားရဲ့လိုအပ်ပါတယ်ရှင်။ အောင်ထမင်းချက်ဖို့အတွက်ပထမဆုံးဆန်အိုးရေဆေးပါမယ်ရှင်ပြီးရင်ထမင်းချက်တဲ့ပေါင်းအိုးထဲမှာထည့်ထားပေးလိုက်ပါမယ်ရှင်ရေအိုးတော့အနှဲငယ်လျှော့ပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်အုံလို့ထည့်ဖို့အတွက်ပါပြီးရင်ခုနပြတ်ထားတဲ့ပေါင်းဝင်ပစ္စည်းတွေအားလုံးကိုထည့်ပြီးတော့တေချာလေးမှုပေးလိုက်ပါမယ်ရှင်မှုပေးပြီးသွားရင်အဖုံးလေးအုပ်ပြီးတော့ချက်ထားပေးလိုက်ပါမယ်ရှင်အောင်ထမင်းချက်နေတော့မှစက်သားချက်ဖို့ပြင်ဆင်ပါမယ်ရှင်။ရေဆေးတန့်စင်ပြီးသားစက်သားတွေကိုစနွတ်မုံရဲ့တက်ရှိမုံရဲ့ စားရဲမစလာရဲထည့်ပြီးတော့အရသာလေးစိတ်ဝင်သွားအောင်တေချာလေးနေထားပြလိုက်ပါမယ်ရှင်။ကြက်သားဟင်းချက်ဖို့အတွက်ဒဲဦးထဲမှာစီပူလာရင်ကရဝေးရွက်ရဲ့တကြပိုးခောက်ရဲ့ထည့်ပေးပါမယ်ရှင်။ပြီးရင်ကြက်သွန်ဖြူနီးခြင်းထည့်ပါမယ်။ပြန်နနုံမုံထဲပါမယ်ရှင်နနုံမုံထဲပြီးရင်မစလာထဲပါမယ်ရှင်ကြက်သွန်ဖြူနီလေးအောင်လေးရဲလာပြီဆိုရင်အောင်တင်မုံကိုထဲပေးပါမယ်ရှင်ပြီးရင်ခုနကနှက်ထားတဲ့ကြက်သားတွေကိုထဲပေးလိုက်ပါမယ်ရှင် ။အရသာလေးစိတ်ဝင်သွားအောင်တေချာလေးမွေပေးလိုက်ပါမယ်ရှင်။အရသာတွေဒက်ရှီဟင်းခန့်မုံကိုထည့်လိုက်ပါမယ်ရှင်။ပြီးရင်ရေနှဲငယ်ထည့်ပြီးတော့ဖုံးလေးအုပ်ပြီးချက်ထားပေးလိုက်ပါမယ်ရှင်။ပြင်းကျက်သားတွေနူးလာတဲ့အထိရေနှဲငယ်ထည့်ပြီးတော့ပြင်ပြန်ချက်ထားပေးလိုက်ပါမယ်ရှင်။ အုံထမင်းလေးချက်သွားပါပြီရှင်အန်တီခင်ကတော့အိမ်မှာချက်စားတာဖြစ်တဲ့အတွက်အုံတို့ကိုအနှဲငယ်ပဲထည့်ထားပါတယ်ရှင်မိမိစိတ်တိုင်းကြထည့်ပြီးတော့ချက်ပြုတ်နိုင်ပါတယ်ရှင်အုံထမင်းနဲ့စားဖို့အတွက်ကြက်သားဟင်းလေးချက်သွားပါပြီရှင်အနက်လေးကလည်းမွှေးပြီးတော့အရသာကလည်းခွက်တိပါပဲရှင်ချမဟင်းရဲ့ချက်ဖို့အတွက်ပုံစံချောက်ကိုထောင်းထားပေးလိုက်ပါမယ်ရှင်။ပြီးရင်ချက်မဲ့ဦးထဲမှာ လုံထားတဲ့ချင်မောင်ရွက်ကိုထည့်ပါမယ်ပစုံ၆ထည့်ပါမယ်ကျစ်သွန်ဖြူမီထည့်ပါမယ်စားနေငယ်ထည့်ပြီးတော့ရေထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်ခုဆိုရင်ပပွက်စုပါပြီရှင်ချင်မောင်ဟင်းရေတစ်ခွက်ရပါပြီရှင်အချင်းတုပ်ဖို့အတွက်ပါဝင်ပစ္စည်းတွေကိုရေဆင်းနေတာဖြစ်ပါတယ်ရှင်။တခွားသီးရဲ့တံမြိုသီးရဲ့ကျစ်တွန်နီရဲ့ငေယုတ်သီးစင်းရဲ့ပူစီနံရဲ့လိုအပ်ပါတယ်ရှင်။ရေဆေးပြီးရင်ပပလေးတွေလီထားပေးလိုက်ပါမယ်ရှင်။ပြီးရင်သုံးမဲ့ပကံလုံးတွေကိုထည့်လိုက်ပါမယ်ရှင်။ အချင်းလေးညစ်ပေးလိုက်ပါမယ်ရှင်။စားလေးနဲ့ငယ်ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တေချာလေးနယ်ပေးလိုက်ပါမယ်ရှင်။အခုဆိုရင်အနက်မူမွေးလေးနဲ့စားချင်းစရာကောင်းတဲ့အချင်းတို့တပွဲရပါပြီရှင်။အန်တီခင်းရဲ့ဟင်းမွေးတွေအားလုံးအဆင်သင့်ဖြစ်ပါပြီရှင်။အင်ချက်လေးဖြစ်ပါတယ်ရှင်။အချက်ချင်းတူမယ်ဆိုရင်တော့ like ချက်စားကြည့်ကြပါနော်။ Auntie King ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့เนาะကြည့်ရှုသူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။